တခါတော့အာ engineering တွေတောင်းဝင်တဲ့ convert formula တွေပေါ့နော်အစဒီမှာအမျိုးမျိုး convert number တွေကို convert အမျိုးမျိုးလုပ်လို့ရတယ်ဒါဥပမာပေါ့နော်ဒီဥစ္စာတွေကတော့ဥပမာပဲပေါင်ကနေ kilogram ပြောင်းတာတော့ degree fahrenheit ကနေ celsius အဲ့အဲ့ဒါလေးရပြီမယ်ပေါ့နော်ပြီးရင်ဘာတွေပြောင်းလို့ရလဲဆိုတဲ့ဟာကိုတော့စာလေးနဲ့တင်ပေးထားမယ်နော်ဆိုရင်ပေါင်ကနေကီလိုပြောင်းအောင် ညီမြချင်း convert convert ကိုယူလိုက်မယ်ပေါ့နော်ပြီးရင် number ဒီ manual ရိုက်လို့လည်းရတယ်ဥပမာနှစ်ပေါင်ပေါ့နော် comma အဲ abn abn ပေါင်ပေါင်ကနေပြီးတော့ကီလိုပေါ့နော်အဲဆိုရင်ကီလိုဆိုရင်ညီမြချင်း kg ပေါ့ဟုတ်လေအဲဆိုရင်ဒါနှစ်ပေါင်ကိုတက်ခဲ့တာပေါ့နော် ွားနေကမညောထည့်ရလို့ရတယ်လို့ပြောကြနေတာဒီနံပါတ်2နေရာမှာအဲအဲ့လိုမျိုးမညောထည့်လို့ရတယ်အခုကတော့ဒီအရှိရာရှိရာနံပါတ်တွေကိုချိန်တဲ့ဟာမျိုးနောက်တစ်မျိုးပေါ့နော်အဲ့ဒါလေးပြောပြမယ်ညီမချင်း convert convert မမဒီ26ပေါင်ပေါ့နော်26 comma အာပေါင်ကနေပြီးတော့ comma kg ပီဂျီထုတ်ကြဒီ foreign မှာဆိုရင်အများသောဖြင့်ပေါင်လေးပါမတုံးဘူးပေါ့နော်ဆိုတော့ PG နဲ့ပြောရတာကိုကိုရဲ့ဘယ်နှပေါင်ရှိတယ်ဘယ်လက်ကြီးလဲသိကြင်တော်မျိုးလေးတွေ့ကြည့်လို့ရတယ် GG okay ဆိုရင်26ပေါင်က11.79 kg ရှိရပေါ့နော်ဒီဥစားမှန်မှန်မှန်သိကြင်ရယ် Google မှာရှာထားတာလေးရှိရယ်အဲ့ဒါလေးဒီမှာကြည့်ကြပြီဆိုရင်26ပေါင်ဤက11.79ဟာနော် <coughs> degree Fahrenheit to Celsius. So in imagine convert convert the area canal well of lamina manual level um, Fahrenheit degree Fahrenheit when I think that here comma comma uh, ara comma Celsius down in other C one okay 1.111ဒါလည်း quantum ကိုအာ reset မှန်မှန်မှန်သိချင် Google မှာထောက်ရှာကြည့်လို့ရတယ်ဒီမှာဆိုရင် Google မှာဒီ page လေးပေါ့နော်34ဆိုရင် 1. ဘယ်လောက်ရှိလဲပေါ့နော်နောက်တစ်ခု second ကို minute နေနဲ့ပြောင်းမယ်ပေါ့အညီမြန်ချင်း convert common deity ကနန်းကို common အာ okay second ဆိုရင် sec မလား sec second ကို minute ပြောင်းမယ်ဆိုရင် min minute အာဒီဒီ mn လည်းရတယ်ပေါ့နော် minute okay ကျွန်းဖို့ okay 20 minute ကြာရှိရပါနော်ဆိုရင်အောက်မှာကြာရင် meter per second ကို meter per hour change ခြင်းလဲဆိုရင်ပြောင်းခြင်း in okay, number comma meter per second ဆိုရင်အာ meter per second ဆိုရင် m um, slash s meter per second comma meter per hour အဲဒီမှာ meter per hour ဒီအနေနဲ့အပြင်ဆက်ဖုံးရလာဒီပဲဒီမှာရှာထားပေးတာလေးရှိရအကောင်းနဲ့ကိုဒီလိုပုံစံမှာပြန်ပြီးထောက်ရှာလိုက်ရင်လည်းရပါတော့เนาะโอเคဆိုရင်အဲ့လိုမျိုးအတုံးဝင်တဲ့ဒီဥစ္စာလေးကလေအဲဘယ်အားနေဘယ်လိုမျိုးဒါပေမဲ့တခုတော့ရှိရပါတော့အာပေါင်ကနေပြီးတော့မင်းနစ်ပြောင်းပေးပါတော့ပါအဲ့လိုမျိုးတော့ အဆင်မပြေဘူးအဲ့ဒါဖြစ်တတ်တယ်နော်ဆိုတော့သူနဲ့သက်ဆိုင်ရာသက်ဆိုင်ကီလိုကီလိုဂရမ်နဲ့ပေါင်းတဲ့သူအလေးချိန်ဆိုအလေးချိန်အချိန်ဆိုအချိန် distance ဆို distance အဲ့လိုမျိုးပဲရတယ်ပေါ့နော်နှမို့ဆိုရင်တော့အဲ့ဒါချစ်ဖြစ်တတ်ပါတယ် thank you ပါ